မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ် မင်းအောင်လိုင်းအပြောနဲ့အလုံမညီဘူးဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်မင်းအောင်လိုင်းရဲ့ဒုတိယအကြိမ်ကြီးညာထားတဲ့အပြင်းရဲ့ရေကဗုဒ္ဓဦးနေမှာတက်တန်းကုံဆုံးသွားပြီဖြစ်တော့လဲထပ်မံတက်တန်းတိုးမဲ့သဘောမျိုးမတွေ့ရသေးဘူးလို့နေကင်အေရှားရီဗျူးမှာရေးသားထားပါတယ်ဒါပေမဲ့တက်တမန်နေနဲ့သူတည်တည်တွေကတော့တကယ်လို့တိုးလာတဲ့ဒီကိန်းဘာမှထူးမှမဟုတ်ဘူးလို့ပြောလာကြပါတယ်လေเจ้าမဘုံကျဲတက်ခိုင်းမှုတွေကငလင်မလုံမီကလို့ပဲအရှိန်ကျသွားခြင်းမရှိလို့ဆိုပါတယ်မလ28ရက်နောက်25ရက် အတွင်းလေเจ้าတက်ခိုင်းမှုပေါင်း298ကြိမ်ရှိခဲ့ရငါ လင်းမလုံးပြီး25ရက်တွင်318ကျိန်းရှိတဲ့အတွက်အကျိန်40ခန်းသာမင်းအောင်လိုင်းကရှော့ချပေးခဲ့ပါတယ်။အဲဒီလိုလေကြောင်းတိုက်ခိုက်မှုမျိုးကစစ်တပ်မှသာလုံနိုင်စွမ်းရှိတဲ့အတွက်ဘသူကဖောက်ဖျက်နေလဲဆိုတာငြင်းလို့မရတဲ့တက်တီသူမျိုးလည်းဖြစ်ပါတယ်။မင်းအောင်လိုင်းဖို့ကဂုံတိခါဆိုတာကအသက်ထက်အရေးမကြီးဘူးလို့သဘောထားနေတော့လေပြဿနာရှိလာနေတာကမလေးရှားဝန်ကြီးချုပ်အန်နဝါဣဝရာဟင်ပဲဖြစ်ပါတယ်။၎င်းဖို့မင်းအောင်လိုင်းကို ခေါ်တွေ့ရတာသာအဖက်တင်သွားခဲ့ပါတယ်။ မလေးရှားဘက်ကအမျိုးသားညီညွတ်ရေးအစိုးရမှစစ်တပ်ကအပြစ်ခံရဲစိုင်းချိုးဖောက်နေရလို့စွပ်စွဲနေတော်လဲဂျားမှာအတီးပြူးချက်မရသေးလို့ဆိုပါတယ်အချိန်ပေါင်း200ကျော်ပုံကျဲတိုက်ခိုက်ပြီး9နှစ်သမီးနဲ့မွေးကင်းစကလေးငယ်တအုပ်ပါဝင်လူပေါင်း200ကျော်တိစုံသွားခဲ့ပြီဖြစ်တယ်ဆိုတာကိုအတီးပြူးချက်မရသေးဘူးလို့ပြောလာခြင်းကပဲအန်ဝါမျက်နာပြင်ရမယ်အရေးကွယ်ပြောနေခြင်းဖြစ်ပါတယ်နိုင်ငံတိုင်းဝင်ကြီးဒေါ်စင်မောင်မှမလေးရှားနိုင်ငံတိုင်းဝင်ကြီးရုံးကိုတိုင်းရိုက်ဆက်သွယ်အကြောင်းကြားနေခဲ့ပြီလို့ပြောဆိုခဲ့ပါတယ်၎င်းတို့အပြစ်ရက်တယ်ဆိုတာကလည်းဆောင်ရွက်ပေါ်ကအာမခံချက်မျိုး သာဖြစ်ပြီးဘာမှအပြောင်းလဲမရှိလို့ဆိုပါရယ်မလေးရှားအစိုးရနဲ့နှိစက်တဲ့တရင်ရက်ကွက်ကတော့တိုင်းရိုက်ဆက်သွင်းအကြောင်းကြားတယ်ဆိုတာကအတိဘဲကောက်လွဲချင်းဖြစ်နိုင်ကြောင်း၎င်းတို့တည်သည်များအန်ယူဂျီမှာမလေးရှားအစိုးရနဲ့တိုင်းရိုက်ဆက်သွင်းနိုင်တဲ့ဟွန်လိုင်းမျိုးမရှိသေးဘူးလို့ညင်းချက်ထုတ်ပြန်လာခဲ့ပါရယ်အင်ကာနီမှာတော့အန်ဝါမှာနှစ်ဖက်စလုံးချိုးပေါက်နေရဆိုရဲဆွဆွဲချက်တွေရှိလာနေပြီလို့ထုတ်ဖော်ပြောဆိုလာခဲ့ပါရယ်အဲ့ဒီအတွက်အပြစ်ရရီကိုတက်တန်းတိုးပေးကြဖို့ထပ်ပြီးမြစ်တာရက်ခံလိုတယ်လို့ဆိုပါရယ်မလေးရှားကအပြစ်ခံရဆိုင်ကိုလေးလာဆောင်ကြည့်နေကြောင်း၎င်းကလူသားချင်းစာနာ ထောက်တိုင်းအကူအညီတွေကိုခွဲခြားဆက်ဆံခြင်းမရှိဘဲပေးနိုင်ဖို့လွန်စွာအရေးပါလာနေတာဖြစ်တယ်လို့လည်းပြောခဲ့ပါတယ်။မလေးရှားစစ်တပ်မှစစ်မြေပြင်တောင်စင်ယုံကိုစကိုင်းမှာပွင့်လင်းပေးထားခဲ့ပြီးပြင်ပလူနာ900ကျော်ကိုကုသပေးနိုင်ခဲ့ကနောက်ထပ်တလားကန်ဆက်သွားမယ်လို့ မလေးရှားစေဦးစီချုပ်ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်မလေးရှားကံကွင်းဝင်ကြီးဌာနမှထိတ်တန့်ပုဂ္ဂိုလ်တွေကလက်ရှိအပြစ်ကတ်ရဲစိအပါဝင်မြေပြင်အခြေအနေများကိုလေးလာဆောင်ကြည့်တုံ့တက်နေရလို့သတင်းအရင်းမြစ်တွေကအသိပေးလာခဲ့ပါတယ်ရန်ကုန်ရှိတန်တမန်တွေကတော့မလေးရှားရဲ့တန်တမန်ကြီးဂျိုးပန်းမှုတွေကိုအားရစရာမရှိလို့ယူဆထားပြီးဖြစ်ပါတယ်မင်းရောင်လိုက်နဲ့အန်နဝါတို့တွေ့ဆုံပြီး48နာရီတွင်မှာပဲလေကြောင်းမှပုံကျဲတိုက်ခိုက်လာတာပါ၎င်းတို့ရဲ့သဘောထားအတော်ပဲတိတာသွားခဲ့ရတယ်လို့ထောက်ပြလာပါတယ်၎င်းတို့တိုက်ခိုက်တဲ့ဒေသတွေကငလင်းဗဟုချက်ဖြစ်တဲ့ န္တလေးနဲ့စကိုင်းတိုင်းတွင်ရှိဒေသတွေအများပြပါဝင်နေရလို့ဆိုပါရယ်အဆိုပါ48နိုင်တွင်စာတင်ကြောင်းများဖုန်ကြီးကြောင်းများအိမ်များပြပျက်စီးသွားရပြီးအရက်သား20ခန့်တည်ဆုံးသွားခဲ့ရပါတယ်အဲ့ဒီအတွက်အပြစ်ခတ်ရဲစဲလီလာစောင့်ကြည့်မဲ့နိုင်ငံတကာရန်နီးယားတရက်ရှိနေဖို့လိုပါတယ်မင်းရောင်နိုင်ကနိုင်ငံတော်ဝက်ကြောင်းများအုတ်ထုတ်နိုင်စွမ်းမရှိတော့တော့လေလွယ်လွယ်နဲ့အလျှော့ပေးမဲ့လူမျိုးမဟုတ်တဲ့အတွက်အနဝါဖို့လိုအပ်သလိုဖိအားပေးနိုင်ဖို့တင်ကြပေါင်းအခက်ခဲများဖြစ်လာတယ်လို့လီလာသူတွေကဆိုပါတယ်ကုလသမဂ္ဂရဲ့တနင်္လာနေ့မှာထုတ်ပြန်တဲ့နောက်ဆုံးရစီရင်ခံ စာမှာငလင်တန်အစိုးရဆုံးခံခဲ့ရတဲ့ဒေတာရီရှိလူဦးရေ6.3တန်းကအကူအညီများလိုအပ်နေပြီးကုလအနေနဲ့ဒေါ်လာ285တန်းလိုအပ်နေတယ်လို့နိုင်ငံတကာကပန်ကြားထားတော်လဲခုချိန်ထိ33.8တန်းသာရရှိသေးတယ်လို့ပါရှိပါတယ်။ငလင်တန်မခံရမီကလေးကနိုင်ငံလူဦးရေရဲ့၃ပုံ၃ပုံဖြစ်တဲ့18.6တန်းကန်ရှိလူများအတွက်အသက်ကယ်ဆယ်ပေးနိုင်မယ့်အကူအညီများလိုအပ်နေခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။ ထွက်ပေါ်လာတဲ့သတင်းတွေကအားရစရာမကောင်းတော့လဲအကူအညီတချို့ဝင်ရောက်လာနေပြီးလူဦးရေထူထပ်တဲ့ငလင်းဖြစ်ပွားရာဒေသတွေကပဋိပက္ခဖြစ်ပွားရာနဲ့အလန်းဝင်းနေတဲ့အတွက်အကူအညီများပံ့ပိုးပေးနိုင်ဖို့ဖြစ်နိုင်ခြေရှိတယ်လို့ကမ္ဘာကျန်းမာရေးနဲ့လာကျန်းနေအသင်းကြီးရဲ့တာဝန်ခံကပြောပါတယ်။ Economic သတင်းကြီးမှာ ဧပြီလ29ရက်သကောင်ရံမှာမြန်မာစစ်အာဏာသိမ်းဖွဲ့ရဲ့အတုယောင်ပစ်ခတ်ရဲစိုင်းအဆုံးသက်သွားပြီဆိုတဲ့ခေါင်းစဉ်နဲ့သတင်းတိုတပုတ်ပါရှိလာခဲ့ပါတယ်။နောက်ထပ်တပုတ်အနေနဲ့စစ်မှုထောင်ဖွဲ့ဥက္ကဋ္ဌပြည်အငိမ့်စားဘိုလ်ချုပ်ကြီးခမောင်မြင့်ကိုခန့်အတဲကြောင့်တင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံစစ်မှုထောင်ဘိုလ်အဖွဲ့ဒုတိယဥက္ကဋ္ဌဘိုလ်ချုပ်ကြီးစိန်ဝင်းကိုစစ်ကောင်းဆောင်ကအနာပေးပြီးအငိမ့်စားဘိုလ်ချုပ်ကြီးခမောင်မြင့်ကိုအစားထိုးခံလိုက်ပါတယ်။နေပြည်တော်ကောင်စီနယ်မြေဒက္ခိဏတီရီမြို့နယ်တွင်မှရှိတဲ့ဘိုလ်စစ်မှုထောင်ဖွဲ့မှ၃ရက်ဆက်တိုင်စီဝေးလုပ်ပြီးနောက်အငိမ့်စားဘိုလ်ချုပ်ကြီးခမောင်မြင့်ကိုခန့်ထားခဲ့တာလို့ စစ်မှုထမ်းအောင်ဖွဲ့နယ်နီးစပ်တဲ့သူတွေကပြောပါတယ်ညီလာခံအတွက်ဥက္ကဋ္ဌနေရရွှေတာ၃ရက်လောက်ကြာတယ်ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းကဥက္ကဋ္ဌနေရအတွက်လိုက်စီယုံသေးတယ်မရဘူးတက်ချုပ်ကဗိုလ်ချုပ်ကြီးခင်အောင်မြင့်ကိုခန့်လိုက်တာမနေ့ကစစ်မှုထမ်းအောင်ဖွဲ့ဗဟိုဌာနချုပ်မှပြုလုပ်တဲ့2025စစ်မှုထမ်းအောင်ဖွဲ့ဗဟိုညီလာခံမှာဗိုလ်ချုပ်မှုကြီးမြောင်းလိုင်းကစစ်မှုထမ်းအောင်ဖွဲ့တွေဟာအငင်းစားရရှိစစ်တီတွေဖြစ်တာကြောင့်လုံရသမျှတပ်ပုံရင်ထိခိုက်မှာဖြစ်လို့တတိထားလောက်ကင်ဖို့ပြောဆိုခဲ့ပါတယ်အငင်းစားဗိုလ်ချုပ်ကြီးခင်အောင်မြင့်ကိုစစ်ကောင်ဆောင်ကစစ်ဘက်မှရှိနေစဉ်ကာကွယ်ရေးဦးစီးချုပ်လေးရာ တို့အပြင်ကြီးရည်လေးညှိနှိုင်းကုတ်ကဲမှုယာတို့ကတွဲပတ်ပေးထားတယ်လို့လီဒတ်နဲ့နီးစပ်သူတယောက်ကပြောပါတယ်၂၀15တုန်းကအနာဂတ်တက်ချုပ်ဆိုပြီးသတင်းတွေထွက်တယ်အဲ့ဒီတုန်းကကာကွယ်ဦးစီးချုပ်လေးဗိုလ်ချုပ်ကြီးခရယာမြင့်ထင်ကြီးပေးတာသူနဲ့ခေပြိုင်ဒုတိယဗိုလ်ချုပ်ကြီးကိုကိုအဲ့ဒီလိုဖြစ်နေတဲ့အချိန်သူ့ကိုတက်ချုပ်ကညှိကုတ်ယာတို့ပေးတာပြောရရင်တက်ချုပ်ကသူ့လူထားခြင်းနဲ့ပုံစံဗိုလ်ချုပ်ကြီးခရယာမြင့်ကိုဥက္ကဋ္ဌဖြင့်ခန့်လိုက်တာနဲ့ပတ်သက်ပြီးစီးရင်ကိစ္စတွေမှာစစ်ပြန်စစ်မှုတန်းတွေကိုပါစေကောင်စီကအတုံးပြလာနိုင်တယ်လို့သုံးသက်သူရင်းလည်းရှိနေပါတယ်စစ်ကောင်ဆောင်ကပြ ီနယ်နဲ့တိုင်းဒေသကြီးတွေမှာစစ်မှုတန်းဟောင်းကြီးကြပ်ရေးအဖွဲ့22ဖွဲ့မြို့နယ်အစဉ်စစ်မှုတန်းအောင်ဖွဲ့308ဖွဲ့ဖွဲ့စည်းထားပြီးမိမိတို့ကတက်မတော်ရဲ့အရန်အင်အားဖြစ်တက်မှတ်ရမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့အမရပူရာမျိုးနဲ့ဆင်ဆွဲပွင့်ရက်ကွက်မှာငလင်းကြောင့်တည်ဆုံသူ9ဦးတွင်ထောက်ပတ်ချင်း730ကိုရက်ကွက်အုပ်ချုပ်ရေးမှူးညွန့်ဝေကစံရည်သူမိသားစုတွေကိုမပေးဘဲဖြတ်ယူသုံးစွဲရကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းအမရပူရာမျိုးနဲ့ဆင်ဆွဲပွင့်ရက်ကွက်မှာငလင်းကြောင့်တည်ဆုံသူ9ဦးတွင်ထောက်ပတ်ချင်း730ကိုရက်ကွက်အုပ်ချုပ်ရေးမှူးညွန့်ဝေကစံရည်သူမိသားစုတွေကိုမပေးဘဲဖြတ်ယူသုံးစွဲထားကြောင်းရက်ကွက်နေပြည်သူတွေကသတင်းဌာနကိုပြောပါရယ်။မလ28ရက်နေ့လောက်ခတ်ခဲ့တဲ့စကိုင်းငလင်းကြီးကြောင့်မန္တလေးတိုင်းမှာတည်ဆုံသူများပြား ခဲ့ပြီးအမရပူရာမြို့နယ်ဆန်ဆွဲပွင့်ရပ်ကွက်အတွင်မှာလည်းပြည်သူခုနှစ်ဦးတေဆုံးခဲ့ကြောင်းတေဆုံးသူခုနှစ်ဦးမှာဒေါ်မြမြဦးညွန်ဝင်းဒေါ်လာဤမကြံအပါဝင်ပြည်သူခုနှစ်ဦးဖြစ်ကြောင်းငလင်းကျောက်တေဆုံးသူခုနှစ်ဦးအတွက်ထောက်ပံ့ကြေးသိန်း80ကိုစေတနာရှင်တွေကလာရောက်လှူဒါန်းခဲ့ပြီးရပ်ကွက်အုပ်ချုပ်ရေးမှူးညွန်ဝင်းကတန်ရင်သူမိသားစုတွေထံကိုမပေးဘဲကိုကျိုးအဖြစ်ဖြတ်ယူတောင်းဆွဲလိုက်ကြောင်းသိရပါတယ်အမရပူရာမြို့နယ်ဆန်ဆွဲပွင့်ရပ်ကွက်မှာအုပ်ကြီးညွန်ဝင်းကမင်းသားစီပြိုးပေးခဲ့တယ်တေဆုံးသူခုနှစ်ဦးအတွက်ထောက်ပံ့ကြေးသိန်း80ကိုတန်ရင်သူမိသား ားစုတွေကိုမပေးဘဲဥက္ကဋ္ဌညွန့်ဝင်တဲ့သူလက်အောက်ခံကောက်တုံးခေါ်စောဖုံးမြေအပေါင်းပါရီကခွဲဝေယူသွားတယ်။အဲ့ဒါသက်ဆိုင်ရာပရိဒါဘွဲကရက်ွက်ဥက္ကဋ္ဌစီကနေဆန်ရည်သူမိသားစုတွေစီပေးဖို့လှူထားလာရလာလာမိမှအဲ့ဒီငွေတွေမရမှန်းဆန်ရည်သူမိသားစုတွေကတင်ရတာတအုံးမှမရကြဘူး။ဒါအပြင်ငလင်ပင်းအတွက်လာလူတဲ့ဟာမတမယကိုရက်ွက်လူကြီးညွန့်ဝေအမျိုးနဲ့သူ့လူတွေကြီးပဲအကုံယူကြတယ်လို့ငလင်ကျောင်းတည်ဆောင်းသူတအုံးရဲ့ဆန်ရည်သူမိသားစုဝင်ကသတင်းဌာနကိုပြောပါရတယ်။ဒါအပြင်အမရပူရာဆင်ဆွဲပွင့်ရက်ွက်မှာဆန်အိမ်ကောင် ခေါက်တုံးခေါ်စော်ဖုံးမြင့်ကငလင်ဘေးအတွက်အလူရှင်တွေလာရောက်လူရန်သမျှကို၎င်းရဲ့မိသားစုသူသားမိသားစုသူသမီးမိသားစုသူ့မနှောင်းမိသားစုစုစုပေါင်းမိသားစု၅ဦးစာမြေနဲ့ထုတ်ယူတဲ့အပြင်ငွေကြေးမှတ်သမျှကိုလည်းရက်ွက်ဥက္ကဋ္ဌနဲ့ပူးပေါင်းပြီးဖြတ်စားလျက်ရှိကြောင်းသိရပါတယ်။စေရင်ကောင်းခေါက်တုံးခေါ်စော်ဖုံးမြင့်နဲ့အမျိုးအိမ်တွေကမြေဆိုင်အိမ်ငလင်လှုပ်တော့ဘာမှမပြတ်စည်းပါဘူးအဲ့ဒါကိုသူမိသားစုနဲ့အမျိုးတွေမှတ်သမျှတိုင်အောင်ငွေတသိန်းဆန်းဆက်နှပြီးစီနှစ်ဘူးချင်းအောင်တလုံး ခွတ်ခေါဆွဲစက်ပြာကဲစက်ပြာမောင်းအရာရင်ကိုမိသားစု၅စုစာအမြဲယူတဲ့နောက်တအုပ်ကပြားကြီးခေါ်ကြော်မျိုးထွက်ပေါ်သူလဲရက်ွက်ဆိုင်ကောင်ပဲဒါသမ ्या အကုံအိတ်တဲထေတာငလင်ပေးတင်ပြီသူတွေကတော့သူတို့ပုံမှာသူတို့ပြီးတဲ့လောက်ပဲရတာပေါ့လို့ဒေသခံတအုပ်ကပြောပါတယ်မန္တလေးမှာငလင်ကြီးလှုပ်ခတ်ပြီးတာကတလားကျော်ကြသွားပြီဖြစ်ပြီးမြေပြည်သူတွေကစစ်ကောင်စီထံမှဘလို့အထောက်ပံ့မမရပဲကိုတူကိုထရုံးကန်နေရကြောင်းငလင်ပေးတင်ပြီသူတွေကသတင်းဌာနကိုပြောပါတယ်နောက်ထပ်တပုတ်အနေနဲ့စစ်မတိုက်ပင်လာရှုကိုအလွေရလိုက်တဲ့စစ်ကောင်စီကမိုးကုတ်ထီပါတိုက်စ စစ်ထိုးပေါက်ဖို့ကြံစီနေပြီးလေကြောင်းမှပုံကျဲတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကပြီးခဲ့တဲ့ရက်ပိုင်းတွင်မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်နဲ့တွင်းငယ်တဝိုက်ကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးမိုးကုတ်ဘက်ခြမ်းအထိပါတိုက်စစ်ဖို့ဆောင်ထိုးပေါက်ဖို့ကြိုးစားနေကြောင်းသိရပါရယ်။ AP 30ရဲ့ည8နာရီကျော်အချိန်ခန့်မှာတောင်း DNL တပ်များထိန်းချုပ်ထားတဲ့မိုးကုတ်မြို့နယ်ဘက်ကိုလေကြောင်းမှပုံကျဲတိုက်ခိုက်ခဲ့ကြောင်းစစ်ရေးတရင်အရင်းမြစ်တွေစီကသိရပါရယ်။တပိတ်ချင်းနဲ့တွင်းငယ်ဘက်ကိုစင်ရလဲပို့တဲ့လေကြောင်းနဲ့တိုက်ခိုက်တဲ့လက်နက်ကြီးနဲ့တိုင်းတာဖြစ်တာတွေလည်းလုတ်တယ်။ မောကုတ်ကိုစည်ရေးထုတ်ဖို့စူးစမ်းနေရဆိုတာသိသားနေပါတယ်လို့စည်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်စစ်ကောင်စီကကိုကန် MNDA တပ်များထိန်းချုပ်ထားတဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ရုံဆိုင်ရာလာရှုမြို့ကိုတရုတ်ကူညီနဲ့အလွယ်တကူရရှိပြီးတဲ့နောက် TNL တပ်များထိန်းချုပ်ရာမောကုတ်မြို့ကိုရရှိဖို့အတွက်ကြိုးပမ်းလာတာဖြစ်ပါတယ်မနေ့ကညမောကုတ်ကိုပုံကျဲခဲ့တဲ့နေရာကိုအသေးစိတ်မသိရသေးပေသစ်ဆိုင်ကုန်းဘတ်လို့လေကြောင်းမှပုံကျဲသွားခြင်းဖြစ်ကြောင်းဒေသခံတွေကပြောပါတယ်စစ်ကောင်စီကမန္တလေးတိုင်းတွင်းရှိတော်လိုင်းတပ်များထိန်းချုပ်ထားတဲ့တပိတ်ချင်းမြို့နယ်ထဲမှာ ရေတွက်ရွာကိုလည်းပြီးခဲ့တဲ့ AB 19ရက်ညနေပိုင်းကဘုံကျဲတိုက်ခိုက်ခဲ့ရာကလေးငယ်များအပါအဝင်20ကျော်တိဆုံးကြောင်းသိရပါတယ်။ဒါအပြင် AB 18ရက်နေ့ကလည်းတပိတ်ချင်းမျိုးနဲ့လိမ့်ကျရွာကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့ရာဒေသခံ73တိဆုံးခဲ့ပါတယ်။စစ်ကောင်စီနေနဲ့မန္တလေးတိုင်းတွင်းရှိတော်လိုင်းတပ်များထိန်းချုပ်ရာနေရာများကိုပြန်လည်စိုးမှုရယူဖို့လိုနေပြီးစစ်ရေးမှမိုးကုတ်ကိုအတိအကျရှိရပြီးဥတီတိုက်ခိုက်နေတာဖြစ်ကြောင်းတော်လိုင်းဖွဲ့တွေကပြောပါတယ်။လက်ရှိမှာစစ်ကောင်စီကလာရှိုးပြင်မိုးကုတ်နဲ့ရှမ်းမြောက်ရှိတောင်ခမ်းကိုပါပြန် န်လည်ရယူဖို့အတွက်အစိမ့်ငွေပုံတွေပါတောင်းပြီးနေ့စဉ်တိုက်ခိုက်လျက်ရှိကြောင်း TNN ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်